မင်္ဂလာပါရှင်ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းမှာကတော့နိုင်ငံအတွက်လူအပ်သည့်လျှက်စစ်တအားများထုတ်လုပ်နိုင်ရေးစီမံကိန်းများရေဆွဲအကောင့်ထယ်ဖို့ဆောင်ရွက်လျက်ရှိကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ လေစစ်တအားထုတ်လုပ်သည့်စီမံကိန်းများဟာအချိန်တူအတွင်းဆောင်ရွက်လို့မရပဲအချိန်ယူတည်ဆောက်ရတဲ့လုပ်ငန်းများဖြစ်ခြင်းကြောင့်မိမိတို့နိုင်ငံအတွက်လိုအပ်သည့်လေစစ်တအားများထုတ်လုပ်နိုင်ရည်စီမံကိန်းများရည်ဆွဲအကောင့်ထည့်ဖို့ဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးချုပ်မှုကြီးမင်းအောင်လိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌယုံအစည်းအဝေးခံမှမှာမတ်လ24ရက်ကကျင်းပတဲ့ဗန္ဒာယီဆိုင်ရာကော်မရှင် အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြားစဉ်ထည့်သွင်းပြောကြားကြောင်းသိရပါဗျာ။ ဆက်လက်ပြီးဗိုလ်ချုပ်မှုကြီးကအကြောင်းမျိုးမျိုးကြောင့်ရပ်တန့်ထားရတဲ့တိဆောက်ဆဲစီမံကိန်းများပြန်လည်ဆောင်ရွက်နိုင်ရေးအတွက်လဲကျိုးပန်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ကတိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်တဲ့နေအောင်ကြီးစွမ်းရင်သုံးလျှက်စစ်တအားထုတ်လုပ်မှုစီမံကိန်းများကိုဆောင်ရွက်ကြစီလိုကြောင်းဖြင့်တိုက်တွန်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။